မိဂလာပါမိဂလာပါကျွန်တော်ချစ်တဲ့အမိမြန်မာနိုင်ငံရဲ့လူငယ်လူရွယ်လေးများကိုလေးစားပါတယ်နော်အခုဒီနေ့အခု share လုပ်ပေးချင်တာကပေါ့နော်အဓိကတော့ကျွန်တော်တို့ကချင်ပြည်နယ်မှာကချင်ပြည်နယ်မှာဆိုတော့နော်ကချင်လူမျိုးရဲ့အကြောင်းပေါ့နော်အဓိကတော့ကျွန်တော်တို့ကချင်လွတ်လပ်ရေးတပ်မတော်ခုနလိုပေါ့နော်အဲကေအိုကေလှုပ်ဆောင်နေတဲ့ဟာလေးကိုပေါ့နော်အဲကိစ္စနဲ့ပတ်သက်ပြီးမှအခုလက်လာတော့ share လုပ်ပေးချင်ပါတယ်နော်အခုဒါ ဟိုတရက်နေ့ရက်ကလာမသိဘူးဗောနော်ဒါ people spray ဗောနော် either ခုနလိုဗော people spray ရဲ့ media တခုကဗောနော် either view ထားတာဗောနော်ကျွန်တော်တို့ KO KA အာခုနလိုပြောရေးဆိုခွင့်ရှိတူဗောနော်ပြန်ကြရဲ့တောင်ခါဟလာဘူမူကြီးနော်ဘူကူနော်ဘူမေးထားတာဗောနော်အဲဘူမူကြီးနော်ဘူဖြေထားတဲ့ဟာကိုအခုလက်လာတလောက်ပြောပြကြင်ပါတယ်ဗောနော် तू ကဘာဖြေထားလဲဆိုတော့ဗောနော်အခုကျွန်တော်တို့ KA KO ကဗောနော်စစ်သားစုဆောင်းတာတွေကတော့သူတို့ စစ်သားစုဆောင်ရေးလို့တော့အထူးစားမဟုတ်ဘူးပေါ့ကွာအထူးစားမဟုတ်ပေါ့ကွာနော်အခုလက်ရှိနိုင်ငံတော်ကမြန်မာတပ်မတော်လည်းအမိတ်နဲ့ဘာညာပေါ့နော်သူတို့လည်းစုဆောင်ရေးလုပ်နေတာပဲဆိုတဲ့အနေထားနဲ့ပြောထားတာကြီးလည်းတွေ့တာပေါ့နော်ဟုတ်ပြီလားအဓိကတော့သူကတော့ကျွန်တော်တို့ကချင်တိုင်းသူတိုင်းသားတွေကအဓိကစုဆောင်နေပေါ့ကွာ အခုလက်ရှိအခြေအနေကြတော့ကွာပြောမယ်ဆိုတော့စိတ်အန္တရာယ်ချုပ်ကြီးဖို့အတွက်တော်လိုက်ရဲ့အတွက်လုံနေတဲ့အတွက်တခြားမှာနေတဲ့တိုင်းသားတွေလည်းအကုန်လုံးပေါ့နော်ဒါစုဆောင်ရေးသူတို့ခေါ်နေတယ်ဆိုတဲ့အနေထားနဲ့ပြောထားတာတွေ့ပါတယ်နော်ကျွန်တော်ပြောချင်တာက ဟုတ်ပြီလားဒါကျွန်တော်တို့ရကချင်လူမျိုးအချင်းချင်းပါပဲဒါကေရခုနကလောပြောရဲစုခွေးရှိတဲ့ဘူကြီးဘူမူကြီးနော်ဘူပြောချင်တာကဟုတ်လားဟုတ်ပါပြီဗျာဟုတ်ပါပြီနော်ခင်ဗျားတို့စစ်တောင်းစုဆောင်းရေလုံနေတာတော့မှန်တယ်လို့နော် အခုခင်ဗျားလို့ခုရှစ်တန်းမှာတိုက်နေတဲ့ထဲမှာခင်ဗျားဘူမူကြီးနော်ဘူရဲ့တားသမီးပါလားလို့သမီးတယောက်ပါလားတားတယောက်ပါလားကျွန်တော် ပြောပြနော်ဟာလာကျွန်တော်တို့ခုဒူဂျုံပေါ့ကွာနော်ဘူချုပ်ဂုံမော်ရဲ့တားသမီးတွေအခုဟာလာစိမျက်နှာဖွပြဘုံမော်မှာတိုက်နေတဲ့နေရာတခြားနေရာတိုက်နေရခင်ဗျားဘူချုပ်ရဲ့တားသမီးတွေရောပါလားနော်အီဘာလာတားသမီးတွေရောပါလားလို့ရှစ်တန်းမှာပေါ့နော်ဟုတ်ပြီလားနော်အဲ့ဒါတခြားပြောကျွန်တော်ပြောပြချင်တာဟာလာခင်ဗျားတို့ကကျွန်တော်ပြောပြမယ်နော် နည်းနည်းတရားလွန်တယ်ပေါ့နော်တရားလွန်တယ်ကျွန်တော်အခုကျွန်တော်ကကေမတော့ဂျိမ်းဖော့မျိုးတွေအများဆုံးပဲဒါပေမဲ့အခုကျွန်တော်ဂျိမ်းဖော့မျိုးတွေလည်းကေကိုတော်တော်ကြီးလက်မခံတော့ဘူးသူတို့လည်းတာသမီတွေခင်ဗျာဆူဆော်ရေးအဲခေါ်မှာဆိုလို့ရန်ကုန်တို့လွတ်ရလွတ်ကြောင်းဖို့နော်မန်လေးတို့မှာတော့ပို့ထားတဲ့နေထားတဲ့ရှိတယ်ပေါ့နော်အများစုကတော့ပတ်စံတန်းနိုင်တဲ့လူလောက်ပဲပို့နိုင်တာကြံတဲ့ခင်ဗျဂျိဖောတို့ဖီဖီဟာလာတခြားမတန်းနိုင်တဲ့ယောမာနေတော့ခင်ဗျားတို့ကဟာလာ လာခေါ်သွားတယ်ကွာနော်ပြောလို့လည်းမရဘူးလမ်းမှာတွေ့လေခင်ဗျားတို့ဂျိမ်းဖောဆိုကြီးလည်းခေါ်သွားတယ်ကွာနော်ဒါခင်ဗျားတို့ကပြောမယ်ဆိုတော့ဟိုမန်နေလို့ခင်ဗျားတို့ကထင်ပေမဲ့ခင်ဗျားလည်းခင်ဗျားတို့အများစုကျွန်တော်ဂျိမ်းဖောကြားမှာတော့မှဟုတ်လားစစ်ဝန်းတွေမတူတော့ဘူးပေါ့နော်ကြားတဲ့ကျွန်တော်ကချီလိုမျိုးစုဖြစ်တဲ့ဟုတ်လားလီဆူရဝမ်ဟုတ်လားလချစ်လော်ော်ဒီလည်းဒီလိုပဲခင်ဗျားတို့ခေါ်တယ်ဟုတ်လားတွေ့တမျှတွေ့တဲ့နေရာမှာစုဆောင်ရေးခေါ်တယ်ဘယ်သူမှလှုပ်ချင်တဲ့လူတယောက်မှမပါဘူးလို့နော်ဟုတ်ပြီလား ဘယ်ကဲအဲထဲမှာတာဝထားဆောင်ချီလို့ဝင်းပါဝင်းကျင်လို့ဆိုပြီးမှဟာလားတယောက်မှမပါဘူးเนาะကဲအဲထဲမှာရောက်နေတဲ့ကျွန်တော်ကချီလူမျိုးစုတွေအလောလချိတ်လီဆူရဝမ်ဟာလားဂျိန်းဖောတွေဟာလားဟာလားခင်ဗျားတို့မတရားဟာလားစူဆောက်ပြီးတာခင်ဗျားတို့ရဲ့ကဲအဲထဲရောက်နေတာเนาะဒါတွေနားလေဖုလူတယ်เนาะနားလေဖုလူတယ်လို့เนาะပြောမယ်ဆိုတော့ခုနလိုပေါ့เนาะအခုစူဆောက်ရေးတွေကတော့ခုနလိုပေါ့အထူးစားမဟုတ်ဘူးတာတော့မှန်ပဲဒါမဲ့ခုနလိုပေါ့ သူများမလုတ်ချင်တဲ့ဟာကိုအတ္တိယဓမ္မလုတ်ခိုင်းတယ်ဆိုတဲ့ဟာဒါလက်ခံနိုင်စရာအကြောင်းမရှိဘူးလို့နော်လက်ခံနိုင်စရာအကြောင်းမရှိဘူးနော်ပြောမယ်ဆိုအခုလက်လာကြည့်လိုက်လေအခုဒီဘမောတိုက်ပွဲပဲပြောလိုက်မယ်ကွာတခြားနေရာတွေမပြောတော့ဘူးဘလောက်လောက်တိတ်သွားပြီလေအခုလိုင်စာကိုနှစ်ကုန်းတော့မှဆန့်တော့ဘူးမလားလို့နော်ဘယ်သူတိတ်တာလဲကျွန်တော်ကချီလူမျိုးတွေအများစုတိတ်ရဲ့နော်ကဲဒီမှာဂျိမ်းဘောရောဝါလီစုဟုတ်လားအဲ့မှာတောင်ထားဆောင်တွေဒီလောက်တိတ်နေတာဟုတ်တော့မလား ေသွေးကိုပုနေတာတော့ဘယ်သူမှလည်းလက်ခံနိုင်စရာအကြောင်းမရှိဘူးလို့နော်အဲ့တေသွေးထဲမှာခင်ဗျားလည်းဘူချုပ်ဂုံမော်တာတမီလည်းမပါဘူးအဲ့ကုန်းထဲမှာအခုတေနေတဲ့နေထဲမှာဟုတ်ပြီလားအခုပြောနေတယ်ဟာလားဘူမူကြီးနော်ဘူးရဲ့တာတမီတယောက်မှလိုက်စားကုန်းအခုလက်ဝါကတိုင်နေဟာလားအဲ့မှာတူဖော်ပြီးမှမြုပ်ထားနေတယ်တယောက်မှပါဘူးနော်ဟုတ်ပြီလားအဲ့တော့ဟာလားပြောမယ်ဆိုခုနလိုပေါ့နော်ကျွန်တော်တို့ကချင်လူမျိုးအတွက်လူမျိုးရလူမျိုးเจ้าပေါ့နော်ကချင်ပြည်နယ်အေးချမ်းဖို့အတွက် ဖော်ဆောင်မှုတွေပဲစဉ်းစားဖို့လိုတယ်လို့နော်ကျွန်တော်ကချီလူမျိုးတွေပဲဒုက္ခရောက်တာအခုတိုက်ပွဲဖြစ်တော့ဟာလာကချီလူမျိုးစုဘေးနေရာသွားသွားစစ်ဆေးခံရတော့မှနောက်ဆိုဆိုဟာလာကချီလူမျိုးတွေမယုံတော့ဘူးလေဟုတ်လားမလားကျွန်တော်ကချီလူမျိုးတွေအများစုကလည်းဟာလာပြောမယ်ဆိုကြေးရွာတွေမှာနေတာကွာဟုတ်လားမလားမြို့ထဲဘာညာသွားဟူစီတီစင်းနေဟုတ်လားမလားခုနလိုဘာကြောက်ဖြစ်တာလဲဒါတွေကနော်ဒါကေဟဲတာဝူရှိတယ်ကေအေးမှာတာဝူရှိတယ်နော်စူဆောင်းတာမစုံဆောင်းတာရေးမကြည့်ဘူးလို့နော် ကျွန်တော်တို့ခင်ဗျမတရားစုဆောင်းရတော့ကျွန်တော်တို့လည်းလက်ခံနိုင်စရာတော့အကြောင်းမရှိဘူးလို့နော်အများကြီးမပြောချင်ပါဘူးနော်ဒါပါပဲ